ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစောင်းမတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ ဒီနေ့ရဲ့သတင်းတွေထဲမှာတော့အိန္ဒိယနိုင်ငံကပါကစ္စတန်နဲ့ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေသတွေကနေရာ၉ခုကိုဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်လိုက်ပါတယ်။ SSPP SSA အခြေစိုက်တဲ့တီဘောမျိုးနယ်တဲ့ကို MNDAA တပ်ဖွဲ့တွေဝင်လာပြီးစခန်းတချို့သိမ်းခဲ့တာကနေတင်းမာမှုတွေစတင်လာနေပါတယ်။မြေကဘာပေါ်ကိုအာကာသယာဉ်တစ်စီးပြတ်ကျမဲ့သတင်းကိုလည်းနားဆင်ရဖို့ရှိနေပါတယ်။ ာရှဒေတာထဲမှာကျွန်တော်တို့စစ်ပွဲကြီးကြီးဖြစ်လာတော့မှလားဆိုတာကအတော်လေးကိုစောင့်ကြည့်ရမယ့်အခြေအနေဖြစ်လာပါတယ်။မြန်မာနိုင်ငံရဲ့အိန္ဒိချင်းနိုင်ငံကြီးဖြစ်တဲ့ဒီအိန္ဒိယနိုင်ငံကပါကစ္စတန်နဲ့ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားဒေတာထဲကနေရာ၉ခုကိုဒုံးကျည်နဲ့ပြစ်ခတ်တိုက်ခိုက်လိုက်ပါတယ်။အိန္ဒိယကတော့သူတို့ဟာပါကစ္စတန်ကြောထောက်နောက်ခံပြုထားတဲ့အကြမ်းဖက်အဖွဲ့အစည်းတွေအခြေစိုက်တဲ့နေရာတွေကိုတိုက်ခိုက်တာလို့ထုတ်ပြန်ပါတယ်။လူထုထိခိုက်မှုအ ਨੇ ဆုံးဖြစ်အောင်လဲသတိထားပြီးတော့တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။

ါကစ္စတန်ကတော့အခုလိုမျိုးတိုက်ခိုက်ခံရမှုကြောင့်ဒီလူရှစ်ယောက်တေဆုံးခဲ့ပြီးသူတို့အနေနဲ့အိန္ဒိယရဲ့ဒီလေရင်ငါးစီးကိုလည်းပစ်ချလိုက်နိုင်တယ်ဆိုပြီးတော့ဒီရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ဒါဟာနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားကြတဲ့နှစ်နိုင်ငံအကြားနှစ်ပေါင်း20အတွင်းမှာအကြီးဆုံးတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။အခုပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့အမေရိကန်ရဲ့သမ္မတဒေါ်နယ်ထရမ့်ကတော့ဒါဟာရှက်စရာကောင်းပါတယ်။တိုက်ခိုက်လာကြတာကလည်းနှစ်ပေါင်းလေးကြာနေပြီ။ဒီအလင်းအမြန်အဆုံးသတ်သွားဖို့ ညှို့လင့်တယ်လို့ပြောပါတယ်။အမေရိကန်နိုင်ငံသားဦးဝင်ကြီးမာကုစ်ရိုဘီယိုကဒီအမေရိကန်အနေနဲ့ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံလုံးနဲ့ထိတွေ့ဆက်ဆံသွားမယ်လို့ပြောဆိုထားပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူဒါရက်စ်ကတော့အလွန်စိတ်ပူပန်တယ်လို့ဆိုပါတယ်နောက်ပြီးတော့နှစ်ဖက်စလုံးကအမြင့်ဆုံးထိမ့်သိမ်းမှုတွေကိုလုပ်ဖို့နဲ့ကမ္ဘာကအိန္ဒိယနဲ့ပါကစ္စတန်နှစ်ဖက်စစ်ရေးထိတိုက်တွေ့မှုအပေါ်မှာခံနိုင်ရည်ရှိမှာမဟုတ်ဘူးလို့လည်းပြောပါတယ်ပါကစ္စတန်ကတော့ဒီတိုက်ခိုက်မှုအပေါ်အိန္ဒိယအနေနဲ့စစ်ကြေညာလိုက်တာလို့ယူဆကြောင်းနဲ့လက်တုံ့ပြန်သွားမယ်လို့ပြောဆိုလိုက်ပါတယ်လွတ်လပ်ရေးရပြည်နောက်ပိုင်းအိန္ဒိယနဲ့ပါကစ္စတန်ကြားမှာ1948 48ခုနှစ်အတွင်းမှာတော့ဒီ15လအကြာစစ်ပွဲဖြစ်ခဲ့ပြီး 1965ခုနှစ်မှာတကြိမ်နောက်ပြီးတော့1981ခုနှစ်မှာတကြိမ်စစ်ပွဲတွေဖြစ်ပွားခဲ့ပါတယ်ကျမတို့ပြည်တွင်းသတင်းတွေဘက်ကိုတွားရအောင်ပါဒီမြန်မာပြည်မှာနေပြီးတော့ငုတ်သီးစိမ့်လိုမျိုးကိုဒီလေရင်နဲ့မှာစားရတဲ့သူတွေရှိခဲ့ပါတယ်ဆိုတော့ဒါကကျမတို့ကိုမြကြီးနားက ဒေသခံတွေက ပြောပြလာတာဖြစ်ပါတယ်။မြကျိနာမန်လေးကားလမ်းရထားလမ်းတွေပိတ်သွားခဲ့တာမို့လို့ဒီမြကျိနာမှာဆိုရင်ငရုတ်သီးကအစပေါ့နော်ဒီကုံစိမ့်တွေအားလုံးပြတ်သွားတဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်ခဲ့ရတယ်။ကုံစိမ့်တွေရှားပါသွားခဲ့တယ်ပေါ့လေ။ဆိုတော့အခုအချိန်မှာတော့ကျွန်တော်တို့ဒီငရုတ်သီးဈေးကပြန်ကျတော့မယ်လို့ကျွန်မထင်ပါတယ်။ဘာလို့လဲဆိုတော့ရှစ်လကြာအောင်ပိတ်ထားခဲ့တဲ့မြကျိနာမန်လေးကားလမ်းကိုမေလ၄ရက်နေ့ကပြန်ဖွင့်လိုက်ပါတယ်။ကားလမ်းပိုင်းမှာရှိနေတဲ့အင်းတော်မှာလမ်းနဲ့ချီတိုက်ပွဲတွေဖြစ်နေတာ ကြောင့်ဒီလမ်းပိုင်းတွေဟာပိတ်ထားခဲ့ရတာဖြစ်ပါတယ်။အခုတော့အင်းတော်ကိုတော်လန်ရေးတပ်ဖွဲ့တွေကတိမ့်ပိုက်လိုက်ပြီးပြီဖြစ်တဲ့အတွက်ကားလမ်းကိုပြန်ဖွင့်လိုက်ပြီလို့ကာကွယ်ရေးတပ်ဖွဲ့တွေကသတင်းမီဒီယာတွေကိုပြောဆိုထားပါတယ်။ရှမ်းပြည်မြောက်ပိုင်းမှာတိုင်းသာလက်နက်ကင်တပ်ဖွဲ့တွေအကြတိုက်ပွဲတွေပိုပြီးတော့များလာနိုင်တဲ့အခြေအနေတစ်ခုအကြောင်းကိုဆက်ပြီးပြောပြပါမယ်။ရှမ်းမြောက်မှာအခြေပြုတဲ့ရှမ်းပြည်တိုးတက်ရေးပါတီဒီ SSPP SSA နဲ့ကိုကန့်တက်မတော့ ဒီ MNDAA ဘဟုကော်မတီတို့တွိတ်ဆုံဆွေးနွေးနေတာဒီပြည်လည်မှုမရသေးဘူးလို့ကျမတို့သတင်းတွေရရှိထားပါတယ်။မကြသေးခင်က SSPP SSA အခြေစိုက်တဲ့ဒီတီဘောမြို့နယ်တဲကို MNDAA တပ်ဖွဲ့တွေကဝင်လာပြီးတော့စခန်းတချို့ကိုသိမ်းခဲ့တာနဲ့နှစ်ဖက်ကြားတင်းမာမှုတွေကစတင်လာခဲ့တာပါ။ SSPP ကသတ်မှတ်ထားတဲ့မြို့နယ်၁၀ခုကနေတက်ဆုပ်ပေးမယ်။နောက်ပြီးတော့ဒီ SSPP တပ်တွေလာရှုမြို့နယ်နန်းပေါင်ရွာတွေကနေမူဆယ်အထိပေါ့လေ။ဟိုဖယ်ပေးရမယ်ဆိုတဲ့ ဲ့ကိုကန့်တက်ရဲ့တောင်းဆိုချက်ကို SSPB ဘက်ကသဘောမတူနိုင်ဘူးလို့ DBB သတင်းဌာနမှာဖော်ပြထားပါတယ်။ဒေတာတွင်းကသတင်းတပုတ်ကိုဆက်ပြီးပြောပြပါမယ်။နိုင်ငံတွေရဲ့စီးပွားရေးအခြေအနေတွေအနေထားတွေကိုခန့်မှန်းနေတဲ့ Moody Rating Agency ပေါ့နော်။ဒီ Moody အဖွဲ့ကြီးကထိုင်းနိုင်ငံရဲ့စီးပွားရေးအခြေအနေဟာဆိုရင်တည်ငြိမ်နေတဲ့အခြေအနေကနေအနှုတ်လက္ခဏာဘက်ကိုရောက်လာနေတယ်လို့ခန့်မှန်းလိုက်ပါတယ်။ ဒါဟာအမေရိကန်ရဲ့တွင်းကုန်ခွန်တိုးမြင့်မှုရဲ့ရိုက်ခတ်မှုကြောင့်ဖြစ်တယ်လို့လဲဆိုပါရစေ။16နှစ်တာတည်ငြိမ်နေတဲ့ထိုင်းစီးပွားရေးဟာအနှုတ်လက္ခဏာပြလာတာကဒီထိုင်းစီးပွားရေးအခြေအနေတွေကြောင့်လည်းဖြစ်နိုင်တယ်လို့ဆိုထားပါရစေ။အာ CEBR ပေါ့နော်ဒီ Center for Economic and Business Research ဒီစီးပွားရေးသုတေသနစင်တာကတော့မကြခင်မှာ ဗီယက်နမ်စီးပွားရေးဟာထိုင်းနိုင်ငံကိုကြော်တက်ပြီးတော့ဒေသတွင်းမှာအင်ဒိုနီးရှားပြီးရင်နံပါတ်1နေရာကိုရောက်လာမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။စီးပွားရေးကျဆင်းလာခဲ့ရင်တော့ငွေကြေးဖောင်းပွားတာပြီးတော့ဒီစက်ရုံအလုံယုံတွေပိတ်တာမျိုးနောက်ပြီးတော့ဒီအလုံလက်မဲ့တွေဖြစ်လာတာမျိုးတွေဖြစ်လို့ရှိပါတယ်။ဒီလိုမျိုးသာဖြစ်လာမယ်ဆိုရင်ကျမတို့ဒီထိုင်းနိုင်ငံမှာအလုံလုံနေကြတဲ့အိမ်ကြီးချင်းနိုင်ငံတွေကအလုံသမားတွေလည်းထိခိုက်မှုရှိလာနိုင်ပါတယ်။ဒါကြောင့်ထိုင်းရဲ့စီးပွားရေးအခြေအနေကစောင့်ကြည့်တဲ့အနေအထားမှာရှိနေပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျမတို့ရဲ့ဒီမြေကဘာပေါ်ကိုအာအဂါသယင်တစည်းပြက်ကြမဲ့သတင်းမှာဆိုတော့အာဂါသယင်ကြီးတစည်းကကိုနေတဲ့နေရာကိုပြုတ်ကျလာမယ်လို့များကျမတို့ဒီစိတ်ထဲမှာပေါ့နော်စိုးရိမ်ကြဘူးပါသလားဟိုဆိုဗီယက်ခေတ်ကလွတ်တင်ခဲ့တဲ့ COSMO482 လို့နာမည်ပေးထားတဲ့ဂျိုချင်းကူဒီအာဂါသယင်က အစိတ်ပိုင်းတွင်ရကဘာမြေပေါ်ကိုအခုတပတ်ထဲမှာပဲပြည့်ကျလာမယ်လို့အာကာသအေဂျင်စီတွေကသတင်းထုတ်ပြန်လိုက်ပါတယ်။ဆိုတော့ Venus လို့ခေါ်တဲ့တောက်ကြကြိုကိုလွတ်တင်တဲ့အာကာသယာဉ်ရဲ့အစိတ်ပိုင်းဖြစ်ပါတယ်။ဘယ်အစိတ်ပိုင်းဆိုတာကိုတော့အတိအကျမသိရသေးပေမဲ့ဒီအာကာသယာဉ်ကို ကဘာမီရဲ့လေထုဖိအားထက်အစ90သိပ်သိမ်းမှုများပြတဲ့ဒီတောက်ကြကျူလေထုကိုခန္ဓာရည်ရှိအောင်ကာကွယ်ထုတ်လုပ်ထားတဲ့အစိတ်ပိုင်းတွေဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ပုံမှန်အားဖြင့်ဆိုရင်တော့ကဘာလေထုတဲကိုဝင်ရောက်လာတဲ့အာကာသတွေကဒီအစိတ်ပိုင်းတွေဟာ ကမ္ဘာလေတုနဲ့ထိတွေ့တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီမီးလောင်ပျက်စီးသွားလေးရှိတယ်။ဒါပေမဲ့အခုအာကာသယာဉ်အစိတ်ပိုင်းတွေကမီးခံပြားတွေနဲ့အခိုင်အမာတိစောက်ထားတာကြောင့်မီးလောင်ပျက်စီးဖို့မရှိဘူးလို့ဆိုပါတယ်။ဒါဆိုရင်ဘယ်ဟိုကျမှာလဲပေါ့နော်။ဘယ်အချိန်မှာကျလာမှာလဲဆိုတာကတကယ်ကိုစိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။ပဲချိန်မှာကြာလာမယ်ဆိုတော့ကိုအတိအကျမသိပေမဲ့ခမန်းချက်အများစုကတော့မေလ၁၀ရက်နေ့ပတ်ဝန်းကျင်လောက်မှာကြာမယ်လို့ဆိုထားပါတယ် စားနိုင်တဲ့နေရာကတော့တော်တော်ကျယ်ပြန့်တဲ့ area အတွင်းဖြစ်တယ်လို့ဆိုပါရယ်အာဖရိကလက်တင်အမေရိကဩစတြေးလျဒီပြီးလို့ရှိရင်အမေရိကန်ပြည်ထောင်စုကနေဒါရဲ့အစိတ်ပိုင်းတချို့နောက်ပြီးတော့ဥရောပနဲ့အာရှရဲ့အစိတ်ပိုင်းတချို့လည်းပါဝင်ပါတယ်တကယ်လို့များအဲ့ဒီအစိတ်ပိုင်းတွေဒါကိုအနာကိုရောက်လာမယ်ကြာလာမယ်ဒါမှမဟုတ်ကိုယ့်ရဲ့မိတ်ဆွေတွေနားကိုကြာလာခဲ့မယ်ဆိုရင် မထီကြမကင်ကြဖို့ကိုတတိပေးချပါရယ်1969ခုနှစ်ကသဘောတူညီချက်အရဆိုရင်အဲ့ဒီအစိပ်ပိုင်းတွေအားလုံးကိုဆိုဗီယက်ယူနီယံဒါမှမဟုတ်ရုရှားကပိုင်ဆိုင်တယ်လို့ဆိုပါရယ်ဆိုတော့ပြည်သက်တို့အနေနဲ့အနေကင်းကြပါစေနော် ီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်တော်တို့ဒီမှာပဲရန်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မေးမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကို NMG ကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့သတင်းဌာနရဲ့ podcast ချုပ်လင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်းလင်းချမ်းမြေကြပါစေရှင်။